ြီးမြင့်နေလမ်းမကြီးရဲ့ပေဟောရီတရားလောက်မှာရေရင်းပြက်ကြီးတစ်ခုရှိတယ်။သူ့ရဲ့ပေမှာကန်ကောက်ပင်တစ်ပင်ရှိတယ်။အဆောင်ကြီးအဲ့ကောဘီမဆူတောင်းနေစီကောဦးဆောင်လာလို့ရှင်လူရဆူတောင်းနေကြည့်ရတဲ့

အဆုံးကြိတ်ပြောရဲဒီကလောက်ပဲရအောင်နင်းကြိတ်ပြောရဲလားချီဆူတော်တော်ထူးဆန်းပါပဲဒီနေ့ဆက်ဆုံးပါပြောင်းရည်ဒီသူမှမနာတော့ဘီယိုဂျေးစာရှေ့ဂျေးစာရ တစ္ဆာမရှိတဲ့လူတွေကိုပဲကျိသာတင့်စရာဆောရှင်ဆောင်တဲ့ဒီပဲကံကောင်းမတော်မမပွင့်ပါစေနဲ့ကံကောင်းဝယ်လေပြီးစက်ဆက်စုံကခုပွင့်နေ ဒီပင်ရကန့်ကောင်ဟာတစ္ဆာဆုတ်တက်တယ်တဲ့